ထက်မြက်တော်သူဘုမဟုတ်တရားရာကိုဥဆောင်နိုင်သူမင်္ဂလာပါယခုပေါ်ပြပေးသောပုံစံအတိုင်းညာလမ်းကြောင်းအဖျားသည်နှစ်ခွဘုမဟုတ်သုံးခွပုံစံနဲ့တည်ရှိနေပါကထက်မြက်တော်သူတရားရာကိုဥဆောင်နိုင်မည်သူဖြစ်ပါれဘာတွေထက်မြက်မလဲဆိုရင်အပြည့်ကောညာပညာထက်မြက်ပြီးတော့တရားရာကိုဥဒီဥဆောင်နိုင်သောခေါင်းဆောင် အကြီးအကဲဖြစ်တတ်ရှင်ကိုဆိုလိုပါတယ် ထို့သူများသည့်လုံငန်းအောင်မြင်မှုတည်လဲနှမျိုးသုံးမှုသုံးမျိုးထိ အောင်မြင်ပြီးတော့ကြီးပွားချမ်းသာနိုင်တဲ့အထိကံကောင်းစေတတ်ပါတယ်။ဒါကတော့ဉာဏ်ငန်းကြောင့်နှစ်ခွသုံးမှုသုံးခွရှိသူအကြောင်းကိုဆရာကဘဟုတုဒအနေနဲ့တင်ပြပေးလိုက်တာဖြစ်ပါတယ်။ဆရာထံမှာဉာဏ်ပူဇော်ကားနဲ့ဗေဒင်လက္ခဏာမြင်းမြန်းလိုလင်းဇရိယာအစီမံတတ်တဲ့တရားကိစ္စများအနံဆောင်ရွက်ပြုလုပ်လိုလင်းရရဖုန်းနံပါတ်39956992539ဘိုင်ပါကဖြစ်သည် တိဘုတ်မစင်ချာတိတော့မစင်ချာကဖြစ်စီလာရောက်ဆက်တွေ့ဆွမ်းနိုင်ပါလေခင်ဗျာ